2025ခုနှစ်ဇွန်လ6ရက်တောက်ကြနေမနေ့စောစောကိုနှစ်ကိုယ်တော်ညီဖျားခင်တာတောက်လဲကျွန်တော်တသပြန်ခန်းစားပြီးတိတာကလာသွားလာခြင်းလဲမဲ့ခွေရွဲ့ပြစ်စင်ပြရဲ့ဖြစ်ရှင်နာမပုံကြည်ပါစီတော့ကာလချင်းကိုရှေးစွာရွေးနှုတ်ရမယ်ဆိုလို့ရှိရင်နှစ်ဆာနေပြီးတော့ဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတယောက်ချင်းစီအသက်ရှင်ကလေးကြပေါင်းက158ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ကလေး158ကိုဘယ်လိုသုံးဖြူခဲ့လဲပြန်ပြောင်းဆန်းစစ်စစ်စားဆင်ခြင်နှုတ်သွင်းရအောင် မနေ့ကနေ့စပြီးနှစ်ကုန်ဒီကြန့်ရှိသေးတော့208ရက်ကြာပါသေးတယ်။ကြန့်ရှိသေးတဲ့208ရက်ပေါ်မှာလေကာလာချောင်းကောင်းဆုံးရွေးနှုတ်ပြီးသွာလာခြင်းလည်းပို့လို့မှာရှေးဦးစွာတိုက်တွန်းလို့ဆိုလိုပါတယ်။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြီးမှကြားစားတော့ရှမာကုခရဝင်ခန်းကြီး73အပိုက်ငယ်33တစ်ချက်အပိုက်ငယ်39တစ်ချက်ဖြစ်ပါတယ်။ထိုအချိန်ကာလသည်အဘေးချိန်ခါ၌ရောက်မီကိုတင်တို့မသိသောကြောင့် တတိပြု၍ဆူတောင်းလျက်စောင့်နေကြလော့အပိုင်ငယ်39စောင့်နေကြလော့ဟုတင်တို့အားငါဆိုသည့်အတိုင်းခတ်သိမ်းသောသူတို့အားငါဆိုသည်ဟုမိန့်တော်မူ၏ဖာကျွန်နုကတော်တရှင်ဆောရဖြစ်တိုင်းရောက်တော်မှဖျားခင်သည်အတိတ်ပံပြန်လဲကောင်းချီးပေးပါစီတော်အာမင်ပြီးခဲ့တဲ့ပုထုနေ့လည်းကျွန်တော်ပြောခဲ့ပါတယ်မာကု73ကပြီးတဲ့ကာလအဓိကရွယ်နေတယ် ီမနေ့တိုင်းပဲထပ်ပြောခြင်းပါတယ် synoptic gospels လို့ပြောရဲမသဲ24:25မာကု7လူကာ21ဟာပြီးတဲ့ကာလအဓိကယူရတာအသင်းတော်ခေတ်ကာလအတွက်ကျွန်တော်တို့ပေါ့နော်အာဂျေဇုတော်ကျွေးဝါတဲ့ခေတ်လို့လည်းပြောလို့ရတယ်တန်ရှုံးကျွန်တော်အထူးလှူရှားတဲ့ခေတ်လို့လည်းပြောရတယ်ကျွန်တော်ခေတ်ကာလအတွက်ကြတော့တွယ်ဝိုက်ပြီးတော့ခံယူဖြစ်ပါတယ်ဒီကြောင့်ကပြောတဲ့ယူရချက်ကအရှင်ကြွလာမဲ့အချိန်နာယူခမီးတော်ကလွဲလို့ ပယ်သူများမသိနိုင်ဘူး။ကောင်းတမန်လည်းမသိဘူး။သားတော်လည်းမသိဘူး။သားတော်ဖျားဖြစ်ပေမဲ့လူစားလေးခံစားရတဲ့ကြောင့်မသိဘူးလို့ပြောတာဖြစ်ပါတယ်။ဒီချိန်ကလာခမီးတော်ဖျားစီနေတဲ့ချိန်ကလာဖြစ်တော့။ဒါကြောင့်အဲ့ချိန်ကလာဟာဘယ်ခါရောက်မီကိုမင်းတို့မသိတဲ့အတွက်ကြောင့်ဘာလို့ရမလဲ။တတိပြုပြီးတော့ဆူတောင်းလှည့်စောင့်နေရမယ်။ဂျန်နခရင်မှာတော့ pray and watch ဆူတောင်းလှည့်စောင့်နေ။ဒီမှာတော့မာကုမှာတော့ 得里表学，得嘛这些来把人，得里车皮罗来把人，收账来扫户衙门，还那边不跟多少恐怕把表来，扫户你讲了喽，等到俺伢收的单，他还旧的有表呢呀，不如把表来，可等到等到俺伢收的了表把人，别人看拉西看拉么西面，用钱多的把没用钱多的把，把了都表紧了撇把，表给你接到牛毛肉。 ကျွန်တော်တို့တော့ဓာတ်ရည်ကြီးမဟုတ်ဘူးလို့ကျွန်တော်ခန့်လာပြောတဲ့အတိုင်းကျွန်တော်တို့အတွေ့အသွေးဝိုက်ပြီးတော့အရှင်ရှုဖရာအတင်းတော်ခြီဆောင်တော့မယ်ဆိုတဲ့ချိန်ခါလာဘယ်ချိန်လဲကျွန်တော်မပြောတတ်ဘူးမသိနိုင်ဘူးကျိုးကတော့တွက်ချက်ကြရတယ်တော့တွက်ချက်တယ်ဆိုရင်ကျွန်တော်ကြားသာလို့ပြောပါလိမ့်မယ်ဆူတောင်းလဲတွက်ချက်ချလောက်လို့ပြောလိမ့်မယ်ဒါကြားသာလို့မှမပြောဆူတောင်းလဲစောင့်နေပါလို့ပဲပြောတာကျိုးကဒီခြီဆောင်ခြင်းကိုတယူတန်ပြတယူတန်ဆိုတော့သိရနော် ်အာချစ်တော်ရင်လာတော့မယ်မင်းတို့ပညာမတင်နဲ့တော့အဲ့လိုမျိုးတွေပြောတဲ့လူဒါမှားယွင်းတာဟာနော် heretic heresy လို့ကျွန်တော်ပြောချင်တယ်မှားယွင်းတဲ့ဟွာရအိမ်နေမွန်နေတော့မတော်ကားနဲ့မွန်နေတော့နော်ဘယ်လိုမှပညာမသိဘူးဟာမိမလည်းမယူနေတော့အိမ်တော်လည်းမပြူတာအဲ့မြတ်ပညာမသိဘူးခေပြင်းမှပြောထင်တော့နောင်ကာလမှာအိမ်တော်မှပြူရလို့ပညာချက်တွေပေါ်လာတော့မှအဲ့လူတွေပြောနေတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ချစ်တော်ညီကောင်မမတော့ချစ်ဆောင်ခြင်း ပဲဖြစ်ဖြစ်ခုနဒုတိယကြိမ်ကြွလာခြင်းပဲဖြစ်ဖြစ်ကျွန်တော်တို့အသင်းတော်တော်ချီဆောင်ခြင်းပေါ့ဗျာသူတို့တို့ကတော့ဂျူးလူမျိုးနဲ့ဘေးဒင်ကာလတန်ရှင်းသူတွေကတော့ဒုတိယကြိမ်ကြွလာခြင်းပေါ့လေအဲ့ချိန်လာရမသိတဲ့အတွက်ကြောင့်ဘာလို့ဘို့လို့လဲဆူတောင်းပြီးစောင့်နေဖို့ပဲလိုတယ်ကျွန်တော်လည်းဆူတောင်းပြီးစောင့်နေစေပါတောင်းလိုက်လာကြရကျွန်တော်တို့တွေ့တဲ့အခါ Marinator The Lord is coming အရှင်ဖျားကြွလာတော်မူတော့မယ်အမေနဲ့တောင်းတောင်းနှုတ်ဆက်ခြင်းနဲ့သွားလာကြတယ် လောကီသားတွေ good night လို့နှုတ်ဆက်မှာကျွန်တော်တယောက်တယောက်မရဏတော်လို့နှုတ်ဆက်ဒါပေမဲ့အခုနှုတ်ဆက်တာတိတ်မကြတော့ဘူးဝိညာဉ်ရကာလနည်းနည်းကြာမြင့်လာတဲ့ခါလေး good night လို့ပဲနှုတ်ဆက်ကြတော့တယ်ကျွန်တော်တို့ဝိညာဉ်ရစတင်မှုတော်ဆောင်တဲ့ချိန်မှာဝိညာဉ်ကနုနယ်တာတော့နုနယ်ပြီးတဖြည်းဖြည်းသမာတရားသီလာကောင်မရဏတော်ကြားရင်တော့အာမင်လို့ပြောကြတယ်အရှင်ဘုရားကြွလာတော့မယ်တယောက်တယောက်နှုတ်ဆက်စကားအဲ့ဒါဖြစ်ပါတယ်ဟောဆိုလိုချင်တာအရှင်ရှုဘုရားကြွလာဖို့ချင်းတည်တဲ့အတွက်ကြောင့်ကျွန်တော်အသိတော်မှာရှိတဲ့သူတွေလည်းဘာလို့ခုလဲ တတိပြု၍ဆူတောင်းနဲ့စောင့်နေဖို့ဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့လက်တွေ့ကြကြပြုတဲ့သူတွေဖြစ်အောင်လို့တိုက်တွန်းလို့ဆိုလိုပါတယ်။ကျောင်းရဲနှုတ်ကပ်တော်နဲ့ဝင်ငါကြအဖြစ်အရောက်တိုင်းမှာဖျားသခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစေသော။အာမင်။ဆူတောင်းအနှံ့ကြပါစို့။မြတ်တော်ရှင်ဖတ်ပြအရှင်ဘုရားကြွလာမဲ့ဓာရီယာခမီးတော်မှာတပါဘဒုမမသိပါဘူး။သားတော်လည်းမသိပါ၊ကောင်းတယ်မှလည်းမသိပါ။အဲ့ချိန်ကလာသားတော်မသိတဲ့အတွက်ကြောင့် တတိပြု၍ဆုတောင်းပြီးစောင့်နေပါလို့ပြောပါတယ်။ခတ်သိမ်းသောသူတို့လည်းထို့သို့ပင် အရှင်ကစောင့်နေကြလို့ပြောပါတယ်။ဒါကြောင့်ဒီနေ့သားတို့ဘွားတတတတိမှာခြေဆောင်ခြင်းကိုမျှော်နေတဲ့အသင်းတော်တွေဖို့လို့ငါဗျာဆုတောင်းခြင်းနဲ့တတိပြုပြီးတော့စောင့်နေဖို့လို့ငါတာကိုရင်မဆာကြားနာကြတဲ့တာမီတောက်ချင်းတို့ကဝိညာဉ်တော်ဖျားရှင်အလင်းပေးကြုံခံစားရပြီးလက်တွေ့ကြကြလှုပ်ဆောင်စရာအကြောင်းဖြစ်စေဖို့မဆာပဲပြင်ပို့ဆောင်ပြီးတော့ကောင်းချီးပေးပါမိချောင်း ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖခင်နာဘရမြေကိုမိပြုပြီးဂျေဇုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရယ်အဖဖခင်သခင်အာမင်ဒီတစ်ပတ်မှာသခင်ဗျာနေရဆိုရင်6တာကလာရှိခဲ့ပြီ သခင်ဗျာနေရ1ရက်3ရက်ဟလာ9ရက်မနေ့ကဒီပေါ့ကျွန်တော်တို့ဆာလံကျမ်းနေစဉ်းစားရတယ်မာကုကတော့2ရက်4ရက်ဒီနေ့6ရက်မာကုကနေ3ကျင်းစဉ်းစားရတယ်မနေ့ကမှာကျွန်တော်တသမနေ့ ခုနှစ်မြောက်တည်းနေဖြစ်တဲ့တကြောင်ကျွန်တော်တို့ဆလံကျန်းနေစဉ်းစားတည်တပတ်တာကလာမှာမာကူကနေ၃ချိန်အာဆလံကနေ၄ချိန်စဉ်းစားမှာဖြစ်ပါတယ်လို့တော့မရဖန်ကျိုင်းအားလုံးပြည့်စုံသွားပြီဖြစ်တဲ့ကြောင်မရဖန်ပြီးအချိန်မရရအောင်လှုပ်ပြီးတော့စနေလေးဖြစ်တော့ယုံနေလေးပိတ်ကြတယ်လေအဲ့တော့ဘာလို့ဖို့လို့လဲဆိုရင်အစအဆုံးမာကူဆိုမာကူဟာလာဆလံဆိုဆလံအားလုံးပြန်စီကြည့်စီချင်ပါတယ်လို့တိုက်တွန်းလိုပါတယ်ရောက်တဲ့မှာဖျားခင်သည်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့ Amén.